အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်တက်တဲ့အားလုံးမင်္ဂလာပါ။ Liverpool အသင်းကတော့ရာသီကုန်မှာလက်ရှိလက်တွဲနေတဲ့ Nike နဲ့လမ်းခွဲပြီးတဲ့အချိန်မှာ Adidas အသင်းနဲ့လက်တွဲပြီးတော့သူတို့ရဲ့ kit manufacturer ကိုပြောင်းလဲဖို့ဆုံးဖြတ်လိုက်တယ်။ဆိုတော့ဒါအခုလောလောဆယ်အနေထားရဒီလက်ရှိမှာ Liverpool အသင်းကဒါ kit manufacturer sponsor D မှာ ဒါ Nike နဲ့သူတို့ပူးပေါင်းထားတဲ့အချိန်မှာရရှိတဲ့တန်ကြီးနဲ့အခုရရှိထားတဲ့တန်ကြီးကြားမှာဝဟမှုတွေကများတယ်။ဆိုတော့ Liverpool ကအခု Adidas နဲ့လွန်ခဲ့တဲ့73နှစ်တုန်းကသူတို့လက်တွဲခဲ့တာ။အတော့မမရရ Steven Gerrard တို့ Fernando Torres တို့ Adidas logo နဲ့လက်တွဲခဲ့ပြီးတော့မှအခုနောက်ဆုံးပါအခုဒီ Nike ကိုသူတို့ sorry Nike နဲ့သူတို့ပြန်ပြောင်းတယ်။အခု Adidas ကိုပြန်ပြောင်းမဲ့သဘောပဲ။ဆိုတော့ Liverpool တင်က1900 69ခုနဲ့မှာ in house ဆိုတဲ့ပုံစံနဲ့သူစာခဲ့ပြီးတော့မှာ83ကနေ1983ကနေ85အထိကသူအမ်ဘူရိုနဲ့လက်တွဲတယ်အမ်ဘူရိုနဲ့လက်တွဲပြီးတော့မှာ85ကနေ1985ကနေ96ထိ17နှစ်မှာ editors နဲ့ပြန်လက်တွဲတယ်တွဲပြီးတော့မှာ1996ကနေ2006မှာ rebound နဲ့လက်တွဲတယ်လက်တွဲပြီးတော့ editors နဲ့တပြန်2006ကနေ2012ထိတွဲတယ်ဆိုတော့ editors ကသူတို့ကဒါ85 85ကနေ96မှာတစ်ချိန် 2006နဲ့2012မှာတကြိမ်ရတယ်အကျော်မမရရ2006ခုနှစ်တုန်းကတော့သူတို့ချန်ပီယံလေးရတယ်နေပြီးတော့မှ Warriors နဲ့2015မှာလုတ်ပြီးတော့မှ New Balance နဲ့2015နဲ့2000 2020ထိသွားတယ်အခု Nike က2020ကနေ25သွားပြီးတော့မှအခု25ကနေနောက်ပိုင်းက Subbie Sponsor D ဆိုထူးခြားတာကကျွန်တော်ပြောမယ်ကျွန်တော်ဟိုတလုံးတုန်းကဒီ Thai Made jersey တွေကိုလက်ဆောင်ပေးတဲ့အချိန်မှာ ျွန်တော်ချို့ Liverpool ပေးတက်တီပေါက်လို့ခါကြတော့ကျွန်တော်လက်ဆောင်ပေးတဲ့ခါမှာအဲ့ဒါတွေက Nike မဟုတ်ပဲね Adidas ဖြစ်တယ်ဆိုတော့ဟိုအစိုးရတဲ့ဗျာ rumor တွေကထွက်ထားပြီးသားအဲ့ကြောင့်မို့ကျွန်တော်တို့အပြင်မှာရောင်းတဲ့ကောင်တွေက Nike တွေရောင်းမဟုတ်တော့ပဲね Adidas တွေရောင်းနေ Liverpool ရဲ့နာမည်ရသည့် design တဲ့နဲ့သူ Nike တွေကိုရောင်းတော့ကျွန်တော်တော့အောင်းအောင်သိတယ်ဟာဒီကောင်တွေမားတာလားဆိုတော့မဟုတ်ဘူးအဲ့အဲ့ဒါလွန်ခဲ့တဲ့၄လလောက်တည်းကထားပါတော့ဒီသတင်းတွေတက်နေတော့ကြာပြီ Nike နဲ့အဆုံးတက်ပြီးတော့ Adidas နဲ့ပြောင်းမယ်ဆိုတော့သိတယ်ဒါပေမဲ့ပြောချင်တာက kit match measure manufacturer က confirm တော့ဒီမလုပ်သေးဘူးအပြင်မှာကြိုရိုက်နေတာကြိုရောက်နေတာတွေတော်တော်လေးများတယ်ဆိုတော့ liverpool ကအခုလက်ရှိမှာ adidas နဲ့2025ဒီ orchestra တရက်တွေမှာစတင်လက်တွဲမှာဖြစ်ပြီးတော့ဒါတနှစ်ကိုပေါင်ပန်း60ရရှိမယ်လို့ဆိုလိုက်တယ်ဆိုတော့73နှစ်ကြာဒါ ဒါလီဗာပူးတိကို Adidas ကစပွန်ဆာပေးပြီးတဲ့နောက်ပိုင်းမှာ73 sorry 73နှစ်အကြာလီဗာပူးနဲ့ Adidas လမ်းခွဲခဲ့ပြီးတဲ့အချိန်မှာသူတို့တို့ Adidas ကိုတကြောပြန်လာတာဖြစ်တယ်ဆိုတော့အမှန်တိုင်းပြောရရင်တော့ Nike ရဲ့နောက်ပိုင်းဒီဇိုင်းတွေက Adidas လောက်ကိုမလန်းတာကြာပြီဒါဘယ်လိုပြောမလဲဆိုတော့ Nike က Adidas ကမှလေကျွန်တော်တို့မှ Adidas ဆိုသွားလို့ရှိရင်သူ့မှာ classic အင်ဂျီလေးတွေထုတ်တယ်ဗျာ classic ပြအောင်မှာ Real Madrid ရှိမယ် Arsenal ရှိမယ် Manchester United အဲ့အသေးတွေတော်တော်များများ classic အင်ဂျင်တွေအရန်လာတယ်။ Nike မှာကဘောလုံးအင်ဂျင်ပြီးဘောလုံးအင်ဂျင်ပဲ။ Chanel classic ရေလို့ဘာမှသိမတွေ့ဘူးဗျာ။ကျွန်တော်အပတ်တိုင်းကြည့်လိုက် Arsenal ဆိုတစ်ချိန်လုံး classic တွေကြီးညာတယ်။ Real Madrid ချိန်လုံး classic အင်ဂျင်တွေကြီးညာတယ်။တခါဒီ Manchester United လည်း classic အင်ဂျင်တွေချိန်လုံးကြီးညာတယ်။အဲ့ဒါမှလည်းဆို Adidas မှာကပေးသက်ရှိတာပတ်စံဘလူးယူမလဲဆိုတဲ့ဒါ အခြေအနေတကူကြည့်ပြီးတော့အင်ဂျီတွေတစ်ခုပြီးတစ်ခု create လုပ်တယ်ဆိုပြောချင်တာကဘောလုံးအင်ဂျီရေလို့မဟုတ်ပေးတက်တွေဝင်လို့ရတယ် classic adidas logo နဲ့အင်ဂျီတွေကိုပြောတာပြောတော့ဆိုအခု liverpool ကအခုပေါင်းဒါသူတို့တန်း 60d ပေါ့လေတန်း 60d နဲ့သူတို့ဒါဒီ sponsor d ကိုရရှိခဲ့ပြီဆိုတော့သူတို့အတွက် financial ရအများကြီးပြောင်းလဲသွားမယ်အချက်မှန်တိုင်းပြောတော့ nike နဲ့ liverpool ကနေတယ် ကမ္ဘာပေါ်လုံးလောကမှာစပွန်ဆာကြီးအများဆုံးစပွန်ဆာကြီးဆိုတာ kit manufacturer ပေါ့လေဂျာစီကိုအဓိကထုတ်ပေးတဲ့ company တွေကပေးတဲ့စပွန်ဆာကြီးအများဆုံးရတဲ့အသင်းတွေထဲမှာ Real Madrid အသင်းက2019ကနေ2018ထိချုပ်ထားတဲ့ contract Adidas နဲ့ချုပ်တဲ့ contract ကတနည်းကိုပေါင်းတန်130ရတယ်ဘာစလိုနာကဒုတိယနေရာမှာ2025ကနေ2039ခုနှစ်ထိချုပ်ထားတဲ့စာချုပ် basic rate က105တန်းဖြစ်မယ်အပူဘောနပ်စ်က133တန်းတိရှိမယ်ယ ပေါင်ပေါ့လေဆိုတော့ဘာဆိုနာကဘောနပ်စ်ပေါင်ရင်တော့ရီမက်ထရစ်ကပိုများမယ်ဘောနပ်စ်မပေါင်ဘူးဆိုရင်တော့၁၀၅တန်းရှိမယ်ပြီးတော့မှတတိယနေရာမှာမန်ချက်စတာယူနိုက်တက်ကအေဒီဒက်စ်နဲ့ပူပူလွင်လွင်မနစ်ကမှချုပ်ထားတဲ့အေဒီဒက်စ်ဒီအဲ့ဒါက2023ကနေ35အထိ17နှစ်ချုပ်ထားတဲ့အချိန်မှာသူတို့ရဲ့တနစ်စာဝင်ငွေကတန်90ဖြစ်ပြီးတော့အာဆယ်က2022ကနေ2030အထိ Adidas နဲ့ချုပ်ထားတဲ့ဒီကပေါင်85တန်းရှိတယ်ဆိုတော့အခု Liverpool က 25ကနေ25 26ကနေအခုတို့ဘယ်နှစ်လဲလို့အတိအကျမဟုတ်ဘူးတို့ရဲ့ contract ကတန်း60ရှိတယ်ဆိုတော့ဒါတန်း60ရှိတယ်ပြီးတော့မှ Manchester City ရဲ့ view မှာပေါ့လေ2019ကနေ29အထိတို့ကဒါတန်း60ရှိပြီးတော့ Chelsea ရဲ့ Nike က2016ကနေ30တိဒါပေါင်တန်း60 Juventus က Adidas ကို46တန်းနဲ့ချုပ်ပြီးတော့ဒါ Bayern Munich က42တန်း Tottenham Hotspur ရဲ့ Nike ကတန်း30ဆိုတော့ အများဆုံးက Real Madrid က130ပေါင်တန်း130ပေါ့လေတနစ်ကိုဟိုဒီ Adidas ကပေးတာတန်း130 Barcelona က Nike ကနေ105တန်း Manchester United ကတန်း90 Adidas ကနေ Arsenal က85တန်း Liverpool ကတန်း60 Manchester City ကတန်း60 Puma ကနေ Now Chelsea ကတန်း60 Juventus က46တန်း Bayern Munich က42တန်းနဲ့ Tottenham Hotspur ကတန်း30ဒါက Gift Manufacture ရဲ့ latest deal တွေဖြစ်ပြီးတော့ဒါ Liverpool က Adidas နဲ့ပြောင်းတဲ့ sponsor အသစ်ပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်